အားလုံးမင်္ဂလာပါအဝဟင်း channel မှာကြိုဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့သွေးရောယောဂါကိုပြောင်းလုပ်ပြီးနိုင်တယ် DASH diet အစားအသောက်ပုံစံဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကဘာဝမှာလူအသေးပြောက်အများဆုံးယောဂါနှလုံးယောဂါဖြစ်ပါတယ်သွေးရောယောဂါဟာနှလုံးယောဂါနဲ့ဆက်နွယ်နေတဲ့ယောဂါတစ်ခုဖြစ်နေပါတယ်သွေးရောကြောင့်နှလုံးယောဂါမျိုးစုံဖြစ်လာစေပါတယ်လူများသိထားတာကသွေးရောယောဂါဟာနာတာရှည်ယောဂါဖြစ်တယ် ဒါကြောင့်တွေးလို့ယောဂဖြစ်ပြီးဆိုရင်မပြောက်တော့ပဲတချောင်ချောင်နဲ့နောက်ဆုံးနှလုံးယောဂဖြစ်လေးဖြတ်ယောဂနဲ့နေဝင်ချိန်ရောက်သွားတာပဲလို့သိထားကြပါလေ။ဒါပေမဲ့သိပ္ပံပညာရှင်တွေရဲ့ကြိုးစားအားထုတ်မှုကြောင့်တွေးလို့ယောဂကို လုံးဝရပ်တန့်ပြီးနိုင်လာပါတဲ့အဲ့ဒါကတော့ DASH diet အစားအသောက်ပုံစံဖြစ်ပါတယ်။အခုပြောပြမယ်။ DASH အစားအသောက်ပုံစံကတွေးလို့ယောဂကိုဘယ်လိုကောက်ွယ်မလဲ လိုရပ်တန့်အောင်လုပ်မလဲဆိုတာဖြစ်ပါတယ်။ပြီးတော့ DASH အတွက်အကောင်းဆုံးစူပါအစားအစာအကြောင်းကို ရှင်းရှင်းလင်းလင်းပြောပြပေးပါမယ်။ကဲစလိုက်ရအောင်။မှတ်၁ DASH အစားတောက်ဆိုတာဘာလဲ။ DASH ဆိုတာ D က dietary A က approach to S က stop H က hypertension သူရဲ့အဓိပ္ပာယ်ကတော့သွေးရောဂါကိုရပ်တန့်စေဖို့ ဟာရဆိုင်ရာချင့်ကပ်မှုဆိုတဲ့အတူောက်ပါဒါဟာနှလုံးကျန်းမာရေးအတွက်အထူးကောင်းမွန်တဲ့စားတောက်မှုပုံစံတစ်ခုဖြစ်ပြီးသွေးဖိအားကိုလျှော့ချပေးဖို့နဲ့နှလုံးသွေးကြောစနစ်ရဲ့ကျန်းမာရေးကိုပြင့်တင်ပေးဖို့အတွက်ဖန်တီးထားတာပါ DASH ရဲ့အဓိကအနှစ်သာရကဘာလဲအဓိကအာရုံစိုက်တာကတော့ပိုတက်ဆီယမ်မက်ဂနီဆီယမ်ကယ်လ်ဆီယမ်အမြင်ဓာတ်နဲ့ပရိုတိန်းတွေကျွဲဝတဲ့အလုံးလိုက်အစားအစာတွေ whole food ကိုစားဖို့ပါကန့်တတာကတော့ ဆိုဒီယမ်စားတပ်ထပ်ပေါင်းထည့်ထားတဲ့ကြားတပ်နဲ့ပြည့်ဝစီ saturated fat တွေကိုလျှော့ချဖို့ပါရိုးရှင်းစွာ ပြောရရင် DASH ကကိုယ်ပကံထဲမှာဟင်းသီးဟင်းရွက်အစီနဲပရိုတိန်းအစိအစံအပြည့်စုံနဲ့အစီနဲနှုတ်ထွက်ပစ္စည်းတွေကိုဦးစားပေးဖို့တိုက်တွန်းထားတဲ့သိပ္ပံနည်းကျထောက်ခံထားတဲ့နန်းညွန်ချက်တစ်ခုပါပဲနံပါတ်1တွေးရိုးယောဂကိုဘယ်လိုရပ်တန့်အောင်လုပ်မလဲ DASA အစားအသောက်ပုံစံဟာသွေးရောဂါကိုထိန်းချုပ်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပြီးအောက်ပါအဆင့်တွင်လည်းလှုပ်ဆောင်ပါတယ်။ကာကြီးအဟာရဆိုင်ရာအပြောင်းလဲများ DASA diet နံပါတ်1က sodium စားလျှော့ချပါ။ sodium ကကိုယ်ခန္ဓာထဲကရေကိုထိန်းထားစေပြီး သွေးဖိအားကိုမြင့်တက်စေပါတယ်။ DASA က sodium ကိုတစ်နေ့လျှင်1500ကနေ 2300မီလီဂရမ်အထိကန့်သတ်ဖို့အကြံပြုထားပါတယ်။သင့်ဆရာဝန်ရဲ့အကြံဉာဏ်ပေါ်မူတည်ပြီးအတိုးအလျှော့ရှိနိုင်ပါတယ်။စားကိုနည်းနည်းလေးလျှော့စားယုံနေတော့တွေးဖြေအောင်မကြာခဏကြစီနိုင်ပါတယ်။စားလျှော့ချတာကို DASH နဲ့ပေါင်းဆက်လိုက်ရင် တွေးဖြေအောင်အများဆုံးလျှော့ချပေးနိုင်ပါတယ်။နံပါတ်1အရေးကြီးတဲ့ဓာတ်သတ္တုတွေတိုးစားပါ။ပိုတက်ရှီယမ်၊မက်ဂနီရှီယမ်နဲ့ကယ်လ်ဆီယမ်ဓာတ်တွေကတွေးကြောတွေကိုပြောစီပြီး ဆိုဒီယမ်ကိုမြတ်တာအောင်လုပ်ပေးပါတယ်ဓာရီကိုသဘာဝအတိုင်းရဖို့အတွက်တတိဝလံဟင်းဒီဟင်းရွက်အစီအစာပဲအမျိုးမျိုးနဲ့အစီနဲ့နှုတ်ထွက်ပစ္စည်းတွေကို အသားပေးစားသုံးသင့်ပါတယ်နံပါတ်3အစီများနဲ့တကြားလျှော့ပါအစီများတဲ့အသားနည်းတွေအစားအသားမပါတဲ့ပရိုတင်းကြက်ဘဲငါဒါမှမဟုတ်ဟင်းဒီဟင်းရွက်ပရိုတင်းတွေကိုရွေးချယ်စားသုံးပါဒါဟာတွဲလွတ်ကြောတွေကိုကာဝယ်ပေးပြီးကျန်းမာတဲ့ကိုယ်လေးချိန်ကို ထိမ့်သိမ့်ရာမှာကူညီပေးပါတယ်။နမခါဝေးနေထိုင်မှုပုံစံဆိုင်ရာအပြောင်းလဲများ DASH ဟာအခြားသောကျန်းမာရေးဆိုင်ရာအလေးအကျင့်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါပုံမှုထိရောက်ပါတယ်။ပုံမှန်ကိုလည်းလှုပ်ရှားမှုလုပ်ပါ။ဥပမာတပတ်မှာအများဆုံးရက်တွေမိနစ်30ခန့်လေ့ကျင့်ခန်းလုပ်ပေးပါ။ကိုလေ့ကျင့်ထိချုပ်ပါ။ကိုလေ့ကျင့်အနည်းငယ် short ချလိုက်ရုံနဲ့တော့တွေးဖီအားကိုကျစီနိုင်ပါတယ်။စလိပ်ဖြတ်ပါ စိတ်ဖြစည်းမှုထိမ့်မှာအေးဝဝအိပ်ပါဒီအလေးချင်းတွေက DASH ရဲ့အကျိုးကျေးဇူးကိုပုံမအားကောင်းစေပါတယ်အရက်ကိုအတင်းတင်းသာတောက်ပါ အရက်အလွန်ကျွန်းတောက်တုံးခြင်းဟာသွေးဖိအားကိုမြင့်တက်စေတာကြောင့်ဖြစ်ပါတယ်မှတ်ချက်လိလာမှုများအရ DASH အစားတောက်ပုံစံကိုလိုက်နာခြင်းဟာသွေးရိုးရှိသူရော မရှိသူပါသွေးဖိအားကိုတိတိတသာလျှော့ချပေးနိုင်တယ်လို့ဖော်ပြထားပါတယ် တတမတ်တဲ့တင်းငယ်တဲ့ပြောင်းလဲမှုတွေက အချိန်ကြာလာတာနဲ့အမျှအကျိုးကျေးဇူးကြီးမားစွာရရှိစေပါတယ်။နံပါတ်3 DASH အစားတောက်အတွက်ထိတ်တန်စူပါအစားစာ၉မျိုး DASH အစားတောက်မှာမဖြစ်မနေထည့်သွင်းစားသုံးသင့်တဲ့ထိတ်တန်စူပါအစားစာ၉မျိုး ਨੇ သူတို့ရဲ့အကျိုးကျေးဇူးတွေကိုရှင်းပြပေးပါမယ်။နံပါတ်1အရွက်များတဲ့အင်းဒီအရွက်များ ဥပမာဟင်းနုနယ်ကြိုက်လံသူတို့မှာပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်မြင်မားစွာ ပါဝင်လို့တွေးဖိအားကိုလျှော့ချရမှာကူညီပေးပါတယ်နံပါတ်1ဘယ်ရီသီးများဥပမာစတော်ဘယ်ရီဘလူးဘယ်ရီစန့်ကျင်ဓာတ်တိုးပစ္စည်းအန်တီအောက်ဆီဒန့်နဲ့အမြင်ဓာတ်တွေကျယ်ဝပြီးတွေးကြော လုပ်ငန်းဆောင်တာကိုတိုးတက်စေပါတယ်နံပါတ်3အုတ်၊ကွေကအုတ် ၎င်းမှာပါတဲ့ပျော်ဝင်တဲ့အမြင်တက်ကကိုလက်စောကိုရှော့ချပေးပြီးနှလုံးကျန်းမာရေးကိုအထောက်အကူပြုပါတယ်။နံပါတ်၄မုံလာဥနီဒါမှမဟုတ်ဖြော်ရည် Pit or beetroot juice ၎င်းမှာပါဝင်တဲ့ nitrate ဓာတ်တွေကြောင့်တွေးကြောတွေကိုပြေလျော့စေပြီးတွေးဖီအားကိုကျစေနိုင်ပါတယ်။နံပါတ်၅အစီများတဲ့ငါဥပမာ ဆမ်မွန်ကမက်ဂရန်ကစတင်းကအိုမီဂါ3အဆီဓာတ်တွေပေးတဲ့အတွက်ရောင်ရမ်းမှုကိုလျှော့ချပေးပြီးသွေးဖိအားကိုကျစေနိုင်ပါတယ်။နံပါတ်6ပဲအမျိုးမျိုးဥပမာပဲဒီစိပဲနီလေးအမြင့်ဓာတ်ပိုတက်ဆီယမ်နဲ့ဟင်းသီးဟင်းရွက် ပရိုတိန်းတွေမြင့်မားတဲ့အတွက်ဗိုက်ပြည့်စေပြီးသွေးတိုးကိုထိန်းချုပ်ပေးပါတယ်။နံပါတ်9အခွန်မာသီးနဲ့အဆိပ်အစာများ ဥပမာပဒံစေတကြသည်ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစီများမက်ဂနီဆီယမ်နဲ့အမြင်ဓာတ်တွေပါဝင်ပါတယ်အသင့်အသင့်စားသုံးပါနံပါတ်၈အစီနဲ့နှုတ်ထွက်ပစ္စည်းများဥပမာဒိန်ချင်းနှုတ်သွေးဖိအားကြာခြင်းနဲ့ဆက်ဆက်နေတဲ့ကယ်ဆီယမ်နဲ့ပရိုတိန်းတွေရဲ့အရင်းမြစ်ဖြစ်ပါတယ်နံပါတ်၉ကြက်တုံဖြူစမ်းသပ်မှုများအရသဘာဝလျောက်သွေးကြောတွေကိုကျယ်စီတဲ့အာနိသင် ဘေးဆိုဒိုင်လီတာရှိပြီးသွေးဖိအားကိုတင့်တင့်စွာ short ချပေးနိုင်ပါတယ်။ဆံဝင်းရဲ့အကြံပြုချက် DASH ဟာလူအများအတွက်ဘေးကင်းပြီးထိရောက်ပါတယ်။ဒါပေမဲ့ကိုကသွေးဒိုးဆေးတွေတောက်နေရရင်ဒါမှမဟုတ်အခြားကျန်းမာရေးပြဿနာတွေရှိနေရင်တော့တင့်ဆံဝင်းဒါမှမဟုတ်ဟာရပညာရှင်နဲ့တိုင်ပင်ပြီးကို့အတွက်တီးတန့်ရည်ရွယ်ချက်ဥပမာ ဆိုဒီယမ်ပမာဏတွေကိုသတ်မှတ်ဖို့လိုအပ်ပါတယ်။မေကွန် မေးတဲ့မိကွန်းကတွေးလို့ယောဂကို DASH အစားတောက်ပုံစံနဲ့တကယ်ကောင်းစီနိုင်သလားဒါမှမဟုတ်ထိရောက်မှုရောရှိသလားဆိုတဲ့မိကွန်းမှာတိုတိုနဲ့လိုရင်းပြောရရင်တကယ်ပဲထိရောက်ပြီးကောင်းမွန်တဲ့အကျိုးကျေးဇူးတွေပေးနိုင်ပါတယ်တိတ်ပံနိကျလိလာမှုကဘာပြောလဲစံတမှုတွေကတက်တည်ပြထားပါတယ်မူလ DASH လက်တွေ့စံတမှု1998ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့စံတမှုအရာ DASH အစားတောက်ပုံစံကိုလိုက်နာတဲ့အခါသွေးဖိအားမြင့်သူမမြင့်သူနှိုးစလုံးမှာသွေးတိုးနှုန်း systolic နဲ့ diastolic blood pressure ကိုရက်သက်တစ်ပတ်အနည်းငယ်အတွင်းသိသိသာသာ short ချပေးနိုင်တယ်။ကျန်းမာရေးပုံမကောင်းမွန်လာနိုင်တယ်။နောက်ပိုင်းပြုလုပ်တဲ့သုံးသပ်လေ့လာမှုများစွာက DASH ဟာသွေးတိုးကိုရှိသူရောမရှိသူပါသွေးဖိအားကိုကြားစီုံတာမကနှလုံးနဲ့ဇီဝကာမဆိုင်ရာအမှတ်အသားများ ကာဒီယိုမက်တာဘောလစ်မာကာကိုလည်းတိုးတက်ကောင်းမွန်စေတယ်ဆိုတာကိုအတည်ပြုခဲ့ပါတယ်။ဘဝနေထိုင်မှုပုံစံပြောင်းလဲမှုနဲ့ပေါင်းစပ်ပါကအကျိုးအများဆုံးရရှိပါတယ်။ DSH ကိုလိုက်နာတဲ့အပြင်ဆိုဒီယမ်စားတက်ကိုပါ short ချလိုက်ရင်တွေးဖီအားကိုအများဆုံး short ချပေးနိုင်တဲ့အကျိုးကျေးဇူးရရှိပါတယ်။ဒါ့အပြင်ပုံမှန်လေ့ကျင့်ခန်းလုပ်တာစိတ်ဖိစီးမှုထိန်းတာနဲ့အေးအေးဝဝအိတ်ဓာတ်တွေနဲ့ပေါင်းစပ်လိုက်ရင်ပုံမကောင်းမွန်တဲ့ရလဒ်တွေရစီပါတယ်။ ဒါကြောင့်ဒီ SAR ပီရိုယောဂကုသရမှာရော ကာခွေရမှာပါအလွန်ထိရောက်တဲ့နီလန်းဖြစ်ပြီးဆရာဝန်များကပါအကြံပြုထားတဲ့စတောက်မှုပုံစံတစ်ခုဖြစ်ပါတယ်အနှစ်ချုပ်အနေနဲ့ပြောရရင်ဒီ SAR အစားတောက်ဟာကိုယ့်ရဲ့သွေးရိုးယောဂကိုတိတိကျကျကောင်းမွန်စေတဲ့အတွက်တိတ်ပန်နီးကျအားကောင်းတဲ့မိတ်ဆွေတူလိုပါပဲစားဓာတ်ကိုထိန်းချုပ်ရင်းကျန်းမာတဲ့အစားအစာတွေကိုရွေးချယ်စားသုံးခြင်းဖြင့်ခန္ဓာကိုယ်ကိုသဘာဝအတိုင်း ပြန်လည်ထိန်းချုပ်နိုင်အောင်ကူညီပေးတာဖြစ်ပါတယ်။အစဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လိုလိုကူကြည့်ရှုနိုင်ဖို့ subscribe ကိုကြည့်တင်ပေးထားပါလို့မြစ်တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစီခြင်းပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy great day